ဒေါ်ဆန်းစုကြည်နဲ့တပိတ်မောက်ចောင်းသားခေါင်းဆောင်တွေတွေ့ဆုံခဲ့ကြပြီးမြို့သားပညာရေးဥပဒေကျမ်းလွတ်တော်ရောက်လာရင်အလေးနက်ထားဆွေးနွေးပေးဖို့ပြောဆိုဆွေးနွေးဖြစ်ကြတယ်လို့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်သမဂ္ဂចောင်းသားကိုစေရလွင်ကပြောပါရယ်ဖေဖော်လစနေနေ့ပြည်အောင်စုနေ့မနက်ပိုင်းကဒေါ်ဆန်းစုကြည်ရဲ့နေပြီးတော့အိမ်မှာနှစ်နာရီကြာကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီးလိုအပ်လို့တွားရောက်တွေ့ဆုံခဲ့ကြတာလို့လည်းပြောပါရယ်တော်ဆန်းစုကြည်အနေနဲ့ចောင်းသားတပိတ်လှူရှာမှုတွေအပေါ်မှာအပြုသဘောဆောင်တာမျိုးမြင်ရတယ်လို့လည်းသူကသုံးသပ်ပါတယ် ဒေါအောင်ဆန်းစုကြည်ကចောင်းသားတပိတ်လှုပ်ရှားမှုတွေဘာကြောင့်လုပ်နေတာလဲចောင်းသားတွေနဲ့အစိုးရတို့လေးပွင့်ဆိုင်ဆွေးနွေးပွဲအခြေအနေနဲ့ចောင်းသားတွေရဲ့လိုအပ်ချက်တွေကိုမေးမြန်းခဲ့ပြီးចောင်းသားတွေကလည်းမြူသားပညာရေးဥပဒေပြင်ဆင်ခြင်းလို့လှုပ်ဆောင်နေတဲ့အကြောင်းအရာတွေရှင်းလင်းပြခဲ့တယ်လို့ကိုစီယာလင်းကဆိုပါတယ်။ဒါပြင်ចောင်းသားတပိတ်တွေနဲ့ပတ်သက်လို့တိတ်ဆုံဆွေးနွေးမဲ့၁၄ရက်နေ့နောက်ပိုင်းမှာဆုံးဖြတ်ချက်ထွက်လာနိုင်တဲ့အကြောင်းကိုလည်းတင်ပြခဲ့ကြပါတယ်။ဒေါအောင်ဆန်းစုကြည်ကလည်းចောင်းသားတွေကိုပြန်လည်ဆွေးနွေးပြောဆိုခဲ့ပြီး NNE 190လေဒေါက်တာသိန်းလွင်ကို ပါတီတာဝန်ကရက်စဲရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်လို့ရှင်းပြခဲ့တယ်လို့သိရပါတယ်။ဒေါက်တာသိန်းလွင်ကိုပါတီတာဝန်ကရက်စဲလိုက်တာနဲ့ပတ်သက်လို့ NLD ပါတီကအကြောင်းသားတပိတ်ကိုမထောက်ခံမှုဆိုတဲ့အမြင်နဲ့ဝေဖန်ချက်အမျိုးမျိုးထွက်ပေါ်နေချိန်မှာအခုတော့ဆန်းစုကြည်နဲ့အကြောင်းသားတပိတ်ခေါင်းဆောင်တချို့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ NLD ပါတီဥက္ကဋ္ဌတော်ဆန်းစုကြည်ကမြို့သားပညာရေးဥပဒေအကောင်းဆုံးဖြစ်နိုင်မဲ့ပုံစံကိုရှောက်ဖို့မှာကြားလိုက်တယ်လို့လည်းသိရပါပါရှင်။